ကဲမင်္ဂလာပါညီကိုတို့ရေ Gobi Page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာနော်မင်္ဂလာပါဗျာမင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဗျာဆိုတော့ဒါ Premier League ပြန်လဲရောက်ရှိလာပြီပေါ့လေနော်အဲ့တော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့အပတ်ဒါတောက်ကြစနေတင်းကုန်းတွေလဲကျွန်တော်မောင်းနေလဲပောက်ခဲ့တယ်အပေါင်းနေလဲတောက်လျှောက်ပြခဲ့တယ်ဆိုတော့ဂျားရဲ့ကျွန်တော်ကာရာဘောင်းအင်္ဂါလာဘုံတော်ဦးလားမသိဘူးပေါ့လေနော်အဲ့မှာလဲကျွန်တော်၄ဘွဲလုံး ပြန်ပြီးတော့ကျွန်တော်ဒါမောင်းထပ်ပေါက်ခဲ့ပါတယ်เนาะအဲ့တော့ဒီနေ့ကတော့စနေတနင်္ဂနွေနေ့ကျွန်တော်ဂျုံမှာဖြစ်ပါတယ်ဂျားရက်ဒီဂျာသာပရီတို့တောက်ကြတော့ကျွန်တော် live တော့မလွှင့်ခဲ့ဘူးပေါ့လीเนาะအကြိုက်ပွဲလည်းမရှိလို့ပါเนาะမင်းညာကတော့ဒါဒီဘွန်နလီကာမှာတော့ Osberg ကဒေါမွန်သင်ကို0-1နဲ့ကပ်ပြီးတော့ရှုံးခဲ့ပါတယ် channel ပွဲတွေကတော့ကျွန်တော်လည်းအရန်ကြီးအစင်မကြိုက်တဲ့အတွက်အဲမကြည့်တာဘူးပေါ့လीနောက်တစ်ချက်ကဒီတစ်ပတ်တော့ကျွန်တော် Premier League ထဲကတပွဲမှထူးထူးခြားခြားမရွေးထားဘူးပေါ့လीเนาะအဲ့တော့ကျွန်တော်တခြားလီတွေကကောင်းမဲ့ပွဲလီတွေမိုက်မဲ့ပွဲလီတွေရွေးထုတ်ထားတယ်အဲ့တော့ဒီတစ်ပတ်နည်းနည်းလေး အဲမှန်းရလဲခတ်တယ်လို့နည်းနည်းလေးဟိုဇရာရှုပ်တယ်ပေါ့နော်ကြီးနေတယ်အနေငယ်အရှုပ်ရှင်းလေးတွေရှိတဲ့အတွက်နည်းနည်းလေးပရီးမီးယားလီးယားအတိုင်ပတ်နိုင်တဲ့အနေထားကြောင့်ကျွန်တော်အဲသုံးသက်ချက်အနေနဲ့ပဲကျွန်တော်ပြောပြီးမှာဖြစ်ပါတယ်အဲ့တော့ပွဲအားလုံးတော့ကျွန်တော်ဒီ live ထဲမှာပရီးမီးယားလီးသုံးသက်ချက်အကုန်ပြောပြီးမယ်ဒါပေမဲ့ရွေးချယ်တဲ့ပွဲကတော့ကျွန်တော်ဒီနေ့၈ကြောင်းเนาะ၈ကြောင်းကျွန်တော်ရွေးထုတ်ထားတယ်တခြားလီးတွေကတော့အဲများမယ်ပေါ့လीเนาะအဲ့တော့အဲ့တော့လက်ရှိကတော့ဒီ live ကတော့ကျွန်တော်ပရီးမီးယားလီးရဲ့ဒီနေ့ဒါတရက်၁၇လ၂၀၂၅ရဲ့ပရီးမီးယားလီးဒါ round 10 เนาะပွဲစဉ်30ရဲ့ဒါသုံးတစ်ချက် live လေးဖြစ်ပါတယ်ဒီနေ့တော့ကျွန်တော် live လေးအဲ၄ခုလောက်တော့ကျွန်တော်လွှင့်မယ်ပေါ့လေ premier league တစ်ခုလွှင့်မယ်ပြီးရင်ကျွန်တော် bundesliga နဲ့ league 1လေးတွဲပြီးပြောပြမယ်ပြီးရင်တော့ကျွန်တော်ဒီနေ့ရဲ့၄သင်းမောင်းမောင်းတစ်ထဲက၄ပွဲနဲ့၄သင်းမောင်းမောင်းနှစ်ထဲက၄ပွဲလေးကိုကျွန်တော် low end position မှာပြောပြီးတော့ဒီနေ့၄เนาะ live လေး၄ခုတော့ကျွန်တော်ခွဲပြီးတော့လွှင့်ပါမယ်ညီကိုရေเนาะအဲ့တော့ခတ်ခတ်တူတူပဲပြောပါမယ်အဲ့တော့ကျွန်တော်ခေါင်းစဉ်လေးတွေနဲ့တက်ဆိုင်ရ live လေးတွေမှာတော့ကျွန်တော် AC လေးတက်ပေးပါမယ်เนาะကြည်ရလဲလွယ်သွားအောင်လို့ပါโอเคပါ အဲ့တော့အားလုံးဒီနေ့ကျွန်တော်ရှစ်ချောင်းပေါ့လေနော်အဲ့တော့ဒီနေ့ထူးထူးခြားခြားပဲဒီတပတ်မှာလဲပရီးမီးယားလိရတာကိုးခွဲမှစပြီးကမ်းပါပေါ့နော်ဒီအရင်လိုမျိုး6နာရီတို့9နာရီတို့စပြီးကမ်းပါမဟုတ်တဲ့အတွက်ကျွန်တော် AC ဆော့လို့ရပါတယ်နော်အဲ့တော့အစောဆုံးပွဲကတော့ကျွန်တော်ဒီနေ့အဲဟိုပါပေါ့ Villarreal ပွဲလေးကျွန်တော်ရွေးထားတယ်ပေါ့နော်ဒီ La Liga တွေကအဲ့တော့ဒီ Premier League အဲသုံးသချက်နဲ့တူကျွန်တော် La Liga တွေကရွေးချယ်ထားတဲ့ပွဲလေးတော့ထည့်ပြီးပြောပြီးမှာဖြစ်ပါတယ်โอเคပါကြည့်ရအောင်ခဏနေတော့စပါမယ်ညီကိုတွေနော်အဲ့တော့နည်းနည်းလေးအရန်ကြီးလဲမကြုံကြပါနဲ့ဦးနော် နည်းလေးပုံမှန်လေးကျွန်တော်တို့ဒါရေရှည်လေးသွားမယ်အနေထားမှာเนาะအဲ့တော့ယာတီကလည်းယာတီဝက်ကြော်ကြော်နှီးပါလောက်ကြံသေးတယ်ပေါ့လीเนาะအဲ့တော့ ရေရှည်လေးတာဝေးလေးပြေးပါเนาะအဲ့တော့အရန်ကြီးအဲဒီဒီဘက်ထဲမှာအကုန်လုံးမကျုံးလိုက်ပါနဲ့ပေါ့လीเนาะဘာလို့အာကာကျော်မင်္ဂလာပါဗျဖုံးတော်ခန့်မင်္ဂလာပါညံဖြိုးမင်္ဂလာပါအောင်မင်္ဂလာပါဦးစိုးမြင့်မင်္ဂလာပါအဲဟိန်ထုံးမင်းခေါင်မင်္ဂလာပါဗျအဲဟိန်စော်နိုင်မင်္ဂလာပါရွှေကြီးမင်္ဂလာပါတန်တိုးအောင်မကွေးတင်မိုးအောင်မကွေးမင်္ဂလာပါရွှေရမင်္ဂလာပါနေလင်းစိုးမင်္ဂလာပါဗျအောင်ဦးအောင်မင်္ဂလာပါဗျမမောင်အေးမင်္ဂလာပါမမောင်မင်္ဂလာပါဦးဝင်းစော်မြင့်မင်္ဂလာပါညီကိုရေဘရဒါဟိမင်းစိုးဟိမင်းစိုးမင်္ဂလာပါမျိုးကြော်ကြော်မင်္ဂလာပါအောင်သူဝင်းအောင်တန်းဝင်းမင်္ဂလာပါထူးလေးမင်္ဂလာပါအောင်ဝင်းမင်္ဂလာပါဆမ်းမင်းမင်္ဂလာပါညီကိုရေ ဘရဒါနေလင်းဆိုးမင်္ဂလာပါဗျမြို့ကျော်သူမင်္ဂလာပါဂလုံးမင်းမင်္ဂလာပါဥဖုံးမင်္ဂလာပါအမ်အမ်မပပမင်္ဂလာပါ okay okay မင်္ဂလာပါဇောဇောမင်္ဂလာပါကိုအောင်မင်္ဂလာပါဇောမျိုးအောင်မင်း1993မင်္ဂလာပါဗျ Redmi user မင်္ဂလာပါဗျကိုအောင်မြတ်မင်္ဂလာပါဗျအဥဇော်လင်းမင်္ဂလာပါတင်မြင့်2223 23မင်္ဂလာပါဆိုင်းဝင်းမင်္ဂလာပါညီကိုကြီးမင်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 ္ဂလာပါအဘလို M6 ဆာမင်္ဂလာပါဗျအဝနာတော့မင်္ဂလာပါ AA3 မင်္ဂလာပါကျော်လင်းမင်္ဂလာပါမောင်မောင်မင်္ဂလာပါဗျဥဇော်ဝင်းမင်္ဂလာပါ မြန်မင်းတက်မင်္ဂလာပါရဲသူလွင်မင်္ဂလာပါရဲသူဝင်းမင်္ဂလာပါအပေါ်ရရောက်ကုန်ပြီပဲဟောလဲအနေနေ06မင်္ဂလာပါမျိုးနိုင်လေးမင်္ဂလာပါလူပီဇက်မင်္ဂလာပါဝင်းပိုလက်မင်္ဂလာပါညီကိုရေး brother မျိုးကြော်ကြော်မင်္ဂလာပါမောင်ပစင်းမင်္ဂလာပါချစ်ကိုကိုလွင်မင်္ဂလာပါဗျကျော်လွင်မင်္ဂလာပါချက်ကိုကိုမင်္ဂလာပါစုမြတ်ရတနာလေးမင်္ဂလာပါဝနာထွန်းမင်္ဂလာပါထွန်းလိုက်မင်္ဂလာပါချစ်ဆိုးမင်္ဂလာပါရွှေလင်းအော်ရွှေထွန်းလူမင်္ဂလာပါဗျကိုဖက်မင်္ဂလာပါအဲ Facebook ကလည်းအဲ့ဒီ @g တွေနဲ့နာမည်ကိုမပေါ်တော့ဘူးဗျာနော် Gmail ရဟာတွေပေါ်နေတာလားမသိပါဘူး comment ဖတ်ရတာလीအစင်မပြေဘူးဗျာနော် brother champion မင်္ဂလာပါ ါကကလင်းမင်္ဂလာပါအဲတောင်ဟိုတောင်ငင်းချမ်းလာမင်္ဂလာပါဗျအရာစာမင်္ဂလာပါမင်းချမ်းမင်္ဂလာပါကဲတော့ကျွန်တော်တို့စလိုက်ပြီပေါ့နော်အဲ့တော့ဒီ live ကတော့ကျွန်တော်အဲ Premier League နော်ဘောကျုံသုံးသချက်အလုံးမှာ9ပွဲထင်တယ်နော်3 6 9ပွဲနော်ဘော Premier League ဘောကျုံသုံးသချက်9ပွဲဒါ Premier League live လေးဖြစ်ပါတယ်ပြီးတော့ကျွန်တော် Bundesliga နဲ့အတူ League 1လေးနောက် live မှာရှိမယ်ပြီးရင်တော့တတိယ live မှာတော့ကျွန်တော်လေးသင်းမောင်းမောင်းတစ်လေးခြာပေးမယ်စရုပ်ဒ live နောက်ဆုံး live မှာတော့လေးသင်းမောင်းမောင်းနှစ်လေးခြာပေးမှာဖြစ်ပါတယ်နောက်တစ်ခုကဒီနေ့ စာပွဲ၃ပွဲရှိပါတယ်เนาะအဲနှစ်စာပွဲတွေပါပဲเนาะနှစ်စာပွဲ၃ပွဲရှိတယ်။၃စာနီးပါးကြိုက်ရတဲ့တပွဲတော့ရှိတယ်ဗျာ။ဒါပေမဲ့ဂျားရက်မှာချန်ပီယံလိဂ်ကံမှာဖြစ်တဲ့အတွက်ကျွန်တော်အဲအဲ line up အဓိကကြည့်ပြီးရွေးရမှာဖြစ်တဲ့အတွက်เนาะအဓိက Bayern ပွဲပါเนาะ Bayern ဆို line up အဓိကကြည့်ပြီးကျွန်တော်အဲ့ပွဲကတော့ ပြောပေးမှာဖြစ်ပါတယ်เนาะ Bonelia live တဲ့မှာ Okay ပါအဲ့တော့ Premier live လေးကျွန်တော်တို့စမယ် venue ကိုရေเนาะအဲ့တော့သဲလေးလက်မလေးเนาะထုံးစံတိုင်းလေးတယောက်တစ်ချက်လောက် live stream လေးတိုင်းကိုเนาะကိုညီပြီးတော့နှိပ်ပေးကြမှာ venue ကိုရေเนาะကျေးဇူးအများကြီးတင်ပါရပြအဲ့တော့ let's go ပါဒါ Wise Bar မှာဆော့ညနေတဲ့ venue ကိုရေအနေနဲ့ကလည်း Gobi ရဲ့ promo code ဖြစ်တဲ့ GB777 အသုံးပြုပြီးတော့လည်း100% bonus တွေရယူနိုင်ပါတယ်အသေးသေးသိရှိလိုပါက Wise Bar မြန်မာ Facebook page နဲ့သူတို့ application တို့မှာ website လင်းက customer service call လေးကိုနှိပ်ပြီးတော့လည်း24နာရီတိလို့ရတယ်မေးမြန်းလို့ရပါတယ်အဲ့တော့ကျွန်တော် let's go ပါဆော့ပထမဆုံးကျွန်တော် Premier League ကနေကျွန်တော်စပြီးပြောပါမယ်အဲ့တော့ Premier League ထဲမှာမှ Brighton နဲ့ Leeds ကနေစ ပြောမယ်ပေါ့လေတော့အဲ့တော့ Brighton နဲ့ Leeds မှာလက်ရှိနှစ်သင်းစလုံးကတော့အရန်ကြီးကောင်းတဲ့အနေအထားမျိုးတော့မဟုတ်ဘူးဒါပေမဲ့ Brighton ကပို့ပြီးတော့တိုက်စစ်ပိုင်းပုံငိမ့်တယ်လို့ယူဆတယ် Leeds ကလက်ရှိမှာခံစစ်လဲအရန်ကြီးမကောင်းသလိုတိုက်စစ်ကလည်းနည်းလေးပိုအားနေတယ် Brighton နဲ့ဆိုင်အဲ့တော့လက်ရှိပေးထားတဲ့အနေအထားရလဲပဲကျွန်တော်တို့က80ရှုံးเนาะ level 100ရှုံးဝင်ရောပါပဲเนาะ80ရှုံးပေးထားတယ် နှလုံးတရာရှုံးနဲ့ကျွန်တော်ပြန်ပိတ်ထားပါတယ် Brighton အဆင့်73ရမ72မှတ် Leeds ကအဆင့်65ရမ71မှတ်နဲ့ယက်တည်နေပါတယ်အဲ့တော့နှစ်သင်းနောက်ဆုံးထိတဲ့ဆိုတော့2022မှာကျွန်တော်ပြီးခဲ့တဲ့ရာသီမှာเนาะနောက်ဆုံးတွေ့ခဲ့တာပါအဲ့တော့2022ရာသီတော့နောက်ဆုံးတွေ့ခဲ့တဲ့ Brighton အင်းဝင်းကြီးကတလုံး90ပေါင်ဖြစ်ပါတယ် 1C ဆိုတဲ့ရက်လက်နဲ့ကျွန်တော်ပွဲပြီးခဲ့ပါတယ်အဲ့တော့အခုကြီးကတော့အဲ့ဒီလိုတော့မမီဘူးဒါပေမဲ့တလုံး90ပေါင်ဆိုတာဟာ Brighton အနေနဲ့တပိုင်းတစ်လျှောက် Leeds ကိုပေးတဲ့ကြီးတွေမှာအပြင်းဆုံးကြီးဖြစ်ပါတယ်เนาะကြီးရရင်တပိုင်းတစ်လျှောက်မှာကအနေအဆုံးဒဲကြီးပေးပူပါတယ်လီးစ်ဘတ်ကတော့မှလည်းပဲတရားရှုံးနေပါတယ်ပေးပူတယ်ဆိုတော့အခုဂျေးဟာ အရင်ကြီးပြော့တဲ့ဂျီမျိုးတော့မဟုတ်ဘူးပေးတဲ့နဲ့ဂျီမျိုးဖြစ်ပါတယ် level တရားဆိုတဲ့အနေထားဒါပေမဲ့မပြင်းဘူးဆိုတဲ့အနေထားလေးလည်းတွေးလို့ရတယ်ဒါပေမဲ့ပေးတဲ့နဲ့ဂျီပါဒီဂျီကဒါပေမဲ့လက်ရှိအနေထားရ Brighton အသင်းဟာ lease ကိုเนาะအစဉ်အဆက်အရာကတော့2010နောက်ပိုင်း lease ာ Brighton အင်္ဂွန်းကတခါမှမနိုင်ဘူး Brighton ကကြီးပဲနိုင်တာများတယ်ဂျီလည်းအောင်တာများခဲ့ပါတယ်เนาะအများစုက level တရားရှုံးဂျီဖွင့်ခဲ့တာဒီမှာเนาะတွေးနိုင်ပါတယ်အဲ့တော့တောက်လျှောက်မှာ အသာစီးရခဲ့တာ Brighton ဖြစ်ပါတယ်အဲ့တော့လက်ရှိခြေစွမ်းအရာကတော့နောက်ဆုံးပွဲမှာ Gardner က Arsenal ကိုရှုံးပြီးထွက်လာရပြီအရှိမနောက်ဆုံး Manchester United အသင်းအိမ်ကွင်းမှာ4-2နဲ့ရှုံးလာတယ်အဝေးကွင်းဒီယာသီ Brighton အနေနဲ့အားနည်းချက်ရှိတာတွေ့ရတယ်အိမ်ကွင်းလေးတော့မဆိုးဘူးเนาะအော်ဒီယာသီအိမ်ကွင်း၄ပွဲမှာနှစ်ပွဲနိုင်နှစ်ပွဲသေးရှုံးပွဲလုံးဝမရှိသေးသေးဘူး Brighton ကအဝေးကွင်းရတော့ဒီယာသီ၃ပွဲလုံးရှုံးလာတယ်တစ်ပွဲပဲနိုင်တယ်တစ်ပွဲသေးနေလက်ရှိအဝေးကွင်း Brighton ညံ့တာတွေ့ရတယ်အဲ့တော့အိမ်ဝင်ရှုံးမဲမရှိသေးတဲ့ Brighton အသင်းဟာဒီဟာဒီတွေ့ခဲ့တဲ့အသင်းတွေကလည်းအချင်းသင်းတွေမဟုတ်ပါဘူး Newcastle လိုအသင်းကို2-1နဲ့နိုင်တာပါ Tottenham Hotspur ကို2-2 Man City ကို2-1နဲ့နိုင်ခဲ့တာပါเนาะ Fulham တပွဲပဲကျွန်တော်အပြစ်ပြောစရာရှိတယ်အဲ့တော့ဒီဟာဒီမှာ Fulham ကလက်ရှိအဆင့်ဆက်ခွန်ရောက်နေတယ်အဲ့လိုအသင်းကိုပြီးခဲ့တဲ့ကြည်ရလေ level တရားရှုံးကြီးပဲပြီးခဲ့တယ်เนาะ1-1နဲ့ပွဲပြီးခဲ့တယ်ဆိုတော့နည်းနည်းလေးတော့တေးပွဲဖြစ်မှာတော့နည်းနည်းစိတ်ပူတယ်ဘာလို့လဲနှလုံးတရားရှုံးပေးထားတဲ့ကိုပေါင်းဝင်ယူကြအောင်တစ်ဖက်က လစ်ကအချိန်မီ900နိုင်တဲ့အနေအထားကြီးဖြစ်နေတယ်။ Brighton ဟာလက်ရှိကံခဲ့တဲ့နောက်ဆုံး၅ပွဲဆက်အိမ်ဝင်မှာထောက်လျှောက်နော်ဒီခြေစမ်းပွဲရဆလို့ Bournemouth ကို၅ပွဲလုံးဖြစ်တာတယ်။ဒါကြောင့်နည်းနည်းလေးဂိုးပေးရနိုင်တဲ့အချက်လေးတော့သတိထားရမယ်။ခြေသွားတော့ကောင်းပါတယ်။လုံးဝမရှုံးဒီပွဲ Brighton ကအဲ့တော့18 double chance ကတော့အကောင်းဆုံးပဲဗျ။နော်မြန်မာကြီးနေရတော့အန်ဒီအရန်များတယ်လို့ကျွန်တော်ယူဆတယ်။ဒါပေမဲ့လက်ရှိတန်းဆင်းဆုံး နောက်ကတ်နေတဲ့နှစ်သိန်းစလုံးအနေနဲ့ကတော့ Brighton အနေနဲ့အဲပိုနိုင်တဲ့နယ်လို့ယူဆရတယ်ဗောနော်။ရမယ့်15မှတ်ရရင်တော့အပေါ်ကိုအဆင့်ခွန်ရှစ်ပါ냐။ တက်လှမ်းနိုင်တယ်ဆိုတော့ Brighton ကတော့အင်ကွင်းမှာကျုံးပါပဲ Leeds ကတော့လက်ရှိနောက်ဆုံးပွဲမှာဒါ West Ham ကိုနိုင်ထားတယ်ကောင်းတယ်ဒါပေမဲ့လက်ရှိအဝေးကွင်းပြန်ကြည့်ရင်အရင်စီအားရစရာမရှိဘူး Wolverhampton တသင်းနဲ့ကိုပဲသလိုဒါ1-3နဲ့အဝေးကွင်းမှာလှုပ်ပြထားတယ် Wolverhampton ကလည်းတန်းဆဲဆုံးအောက်ဆုံးကအသင်းဖြစ်ပါတယ်ဒါဘာမှအထင်ကြီးစရာမရှိဘူး Burnley လိုအသင်းကိုတူးစီးနဲ့ရှုံးတယ်ဆိုတော့အဆင်မပြေဘူး Fulham အင်ကွင်းမှာ level တရားရှုံးခြင်းကို1-0နဲ့ရှုံးထားတယ် Arsenal ကို5-0နဲ့ရှုံးထားတယ်ဆိုတော့ Leeds အနေနဲ့ဘလို့မှ เนาะ Brighton အင်ကုန်းမှာနိုင်စရာအကြောင်းကိုမရှိဘူးညဒါကြောင့်အကောင်းဆုံးနေရနေရမယ့်အနေထားတော့ 1x double chance ဖြစ်ပါတယ်เนาะအဲ့တော့အပြင်ကြီးကတော့မြန်မာကြီးနေရတော့ကျွန်တော်မှန်တိုင်းပြောတော့မနေစေခြင်းဘူးအရန်အန်ရများတယ်ဗျာအဲ့တော့ 1x double chance Brighton ပဲကျွန်တော်ရွေးပါတယ်เนาะစားကတော့နေကောင်းနေပါလိမ့်မယ်เนาะ3.3အဲ9တုံညာပေါ့လေဒဲဂျီနဲ့နေမယ်ဆိုတော့လက်ရှိ1000လောက်နဲ့9000လောက်ပြန်ရမယ်မရှုံးနိုင်တော့ Brighton ဒဲဂျီเนาะ 1x double chance ကတော့ပို့ပြီးအဆင်ပြေနိုင်မယ်ထင်ပါတယ်โอเคပါနောက်တစ်ဝဲကတော့ Brighton Burnley နဲ့ အာဆင်နယ်ပွဲပါဒီမှာရှင်းပါတယ်အာဆင်နယ်နဲ့သုံးမှတ်ရမယ်ဂျီဖြစ်ပါတယ်နှလုံးကို80ပေါင်းမှာ3လုံး80ပေါင်းနှလုံး80ပေါင်းရအာဆင်နယ်နေနဲ့အဲ individual over 1.5တကူအထက်မှာမြင်ရမယ်ဒါပေမဲ့3လုံး80ပေါင်းဆိုတော့ကိုပေါင်းဂျီကြောင့်3လုံးမရောက်နိုင်တဲ့ဂျီမျိုးဖြစ်နေတယ်နော်နှစ်သိန်းပေါင်းရအောင်တော့3လုံးမရောက်ဘူးဆိုတော့ကိုပေါင်းဝင်ရုပ်ဖွင့်လှစ်ထားတာဖြစ်ပါတယ်မနစ်ကလည်း924နောက်ဆုံးတွေ့ကြတာဘန်လီအင်ကွင်းမှာအာဆင်နယ်ဝေးခွင့်ကနေနှလုံး90ပေါင်းပေးခဲ့တယ် Z5 နဲ့ ကိုပြတ်ချီပြနိုင်ခဲ့တယ်။ဒါဒီတပွဲပဲရှိခဲ့ဘူးတာပါ။ကျန်တာကအဲနှစ်ကိုပြတ်နဲ့နိုင်တာတကိုပြတ်နဲ့နိုင်တာဒါလောက်ပဲရှိခဲ့တယ်ဗောလေ။အဲ့တော့ under 2.5တွေလည်းတမိုင်းတစ်ချောင်းမှာအစင်လာရအများစုတွေ့ရတယ်နော်။ဂျေးလည်းအများစုကြခဲ့တာများတယ်။အဲ့တော့ဘန်လီကလက်ရှိအနေထားမှာဘူပမ်တန်ကိုနိုင်တယ်လစ်ကိုနိုင်တယ်နှစ်သင်းစလုံးကလည်းလက်ရှိညံ့နေအသင်းနေဆိုတော့အရင်ကြီးတော့ သွားကြည့်လို့တော့မရသေးဘူး။ဒါပေမဲ့ရှေ့မှာ Man City တို့အသင်းကို၅ဂိုးတကူနဲ့ရှုံးတာလေ။ SN Villa ကို2-1ဆိုတော့သူထက်တိုက်တိုက်စစ်ပိုင်းကောင်းတဲ့အသင်းနဲ့တွင်ရှုံးတာတွေ့ရတယ်။ဒါပေမဲ့ Burnley ဟာအိမ်ဝင်ဒီဟာဒီ under ကန်တာများတယ်။ဒီထဲမှာအသင်းကြီး Liverpool နဲ့တွေ့ပြီးသွားပြီ။ Liverpool ပေးခဲ့တဲ့ Burnley ကြီးကတလုံး100ရှုံးဖြစ်ပါတယ်။ Z1 နဲ့ကျွန်တော်တို့ပွဲပြီးခဲ့တဲ့အတွက်ဒီနေ့ပွဲမှာလည်း Vibor G ရောက်ထပ်ပြီးဝင်မဲ့ဂိမ်းမြင်ပါတယ်။အဓိက Arsenal ပေါ့လေ။လက်ရှိ Arsenal ဟာပြီးခဲ့တဲ့ October တလလုံးမှာ ေးကိုလုံးဝမရှိသေးဘူးပရီးမီးယားလိမှာနောက်ဆုံး6ပွဲဆက် clean sheet ယူထားတဲ့ပုံစံကတော်တော်ကြီးကျန်းတဲ့အနေထားပေါ့လေနော်ဒါကြောင့်ဒီပွဲမှာလည်းလက်ရှိဘန်လီအိမ်ခွင်းမှာထပ်ပြီးတော့အာဒီဒါအနေနဲ့အမားမခံမဲနဲ့သုံးမှတ်ထပ်ပြီးယူသွားမယ့်အနေထားမျိုးမှာဖွင့်ကန်စရာအကြောင်းမရှိဘူးဗျဒါပေမဲ့ယူကရက်အနေနဲ့တွင်းကိုရနိုင်တဲ့ပွဲလို့ကျွန်တော်ယူဆတယ်နော်အရှိမလည်းသူနည်းနည်းရုန်းကန်နေရတာကြောင့်ဒီပွဲလိုမျိုးဟာယူကရက်နဲ့အမှတ်မထင်ဖက်ထရစ်တွေပါရရသွားနိုင်တာကြောင့်ဂိုးပေါင်းကြီးက အန္တရာယ်များတယ်ဗျာအဲ့တော့လက်ရှိ body အရနေမယ်ဆိုရင်လည်းနှလုံး80ပေါင်းဖြစ်တာအကြောင်းနှလုံးပြက်အောင်အာဒီတာကံပါမလားအဲ့တကူပဲစဉ်းစားကြရရှိတယ်အဲ့တော့အာဆင်နယ်ကလက်ရှိအနေထားမှာဒီဘက်ပြင်လာမဲ့ဘွဲက Slavia Prague မှာသွားကံမယ်အနေထားပေါ့လीเนาะအဲ့တော့ Champion League ဂျာကွင်းရှိတာကြောင်းလဲနည်းနည်းလေးလူစင်းက အရန်ကြီးအလှည့်ပြောင်းနေပဲကျွန်တော် scrap တက်ကိုလှုပ်လာနိုင်တာကြောင့်ဘာမဆိုတော့ဖြစ်သွားနိုင်တယ်ဒါကြောင့် Premier League ဒီတစ်ပတ်ကတော်တော်လေးအဆင်မပြေဘူးပေါ့နော်အဲရွေးရကန်ရတော်တော်လေးကြက်ပါတယ်ဒါကြောင့်လက်ရှိအနေအထားအရနေမယ်ဆိုရင်တော့ဂျေးအရာကတော့ကျွန်တော်တို့ Arsenal body နဲ့ go out ထဲရပဲတေချာပေါ့ဝင်မဲ့အနေအထားမျိုးဖြစ်ပါတယ်အာဆင်နယ်တကယ်ကန်ရင်တော့နှလုံးကမပြတ်စရာတော့မရှိဘူးဒါပေမဲ့လက်ရှိအာဆင်နယ်အဝေးခွင့်တောက်လျှောက်ပြန်ကြည့်ရရင်လည်းနောက်ဆုံး6ပွဲမှာ9ပွဲဟာ under 2.5တွေကြီးပဲကန်ထားတာကြောင့် နိုင်ုံပဲလဲကန်သွားနိုင်ပါတယ်เนาะဒါကြောင့် line up ပဲအဓိကကျွန်တော်ကြည့်ရမှာဖြစ်ပါတယ်ဘန်လီစီကလုံးဝကိုးရစရာအကြောင်းမရှိဘူးအာဆင်နယ်ဘယ်နှလုံးသွင်းမလဲဆိုတာပဲကျွန်တော် line up ကိုကြည့်ပြီးဆုံးဖြတ်ရမှာဖြစ်တာကြောင့်เนาะ premier league ကြည့်တဲ့ညီကိုတွေဆိုရင်တော့ line up ကြည့်ရင်သိနိုင်ပါတယ်အဲ့တော့အာဆင်နယ် body တော့မဟုတ်ကိုးအောက်ထဲရပဲယူချေရမှာဖြစ်ပါတယ်အဲ့တော့နောက်တစ်ပွဲက crystal palace နဲ့ကျွန်တော် brandford ပွဲလေးဖြစ်ပါတယ်ဒီမှာ crystal palace ဘက်က level 80 80ပေးထားပြီးတော့၃လုံး90ပေါင်းနဲ့ပြန်ကားထားပါတယ်အဲ့တော့ palace ကြီးအမှန်တမ်းပြောရင်တော့ပြင်းတယ်ဗျပြင်းတယ် ်ဘဲလေးစားပြီးခဲ့တဲ့ပုံမှာလီဗာပူးအသင်းကို၃ဂိုးပြန့်တဲ့ကာရာဘောင်းမှာလီဗာပူးကိုဖြုတ်ခဲ့တယ်ဒါကလည်းလီဗာပူးရဲ့အိုက်တုံးကပွဲထွက်လာတဲ့လူစင်းအရာသူတို့ကာရာဘောင်းကိုလုံးဝဒီရာဒီမှာရှော့ပလိုက်တာဖြစ်ပါတယ်ဒါကြောင့်အဲအဲလီဗာပူးကခရစ်စတယ်ဘဲလေးကိုရှုံးခဲ့တာဖြစ်ပါတယ်ငိုတွေကလည်းလီဗာပူးကခြေစွမ်းလက်ရှိဖောင်ရကြာနေပါတယ်ဒါပေမဲ့အာနီစလော့အနေနဲ့သူအနေနဲ့ပရီးမီးယားလိနဲ့ချန်ပီယံလိကိုပဲတာဂက်ထားပြီးသွားတော့မှာဖြစ်တာကြောင့်เนาะအဲ FA လေးပါလားမသိဘူးပေါ့လေအဲ့တော့ကာရာဘောင်းလို့ဟာကိုသူတို့ လက်လွတ်လိုက်ခြင်းဖြစ်တယ်လို့ကျွန်တော်ကယူဆတယ် Crystal Palace ကောင်းတာလည်းမှန်တော့မှန်တယ်ဒါပေမဲ့ Crystal Palace ကရာသီအစကတော့အရင်ကြီးမမိုက်နေဘူးဗျာနော်နောက်လျှောက်နောက်ဆုံး၅ပွဲမှာဒီနောက်ဆုံးတစ်ပွဲလေးပဲနိုင်တာတယ်ရှေ့မှာ Everton လို့အသင်းကို2-1နဲ့ရှုံးတာလေဗျာ EK လာနာကအသင်းကိုအိမ်ခွန်းမှာရှုံးတာတယ် Arsenal ကို1-0နဲ့ရှုံးတယ်ဘုံမောက်ကိုတည်ဆိုရဲကအရင်ကြီးကောင်းတဲ့အနေအထားမျိုးတော့မဟုတ်နေဘူးတည် ဘာမှမစူဖြစ်သွားနိုင်တယ်ပေါ့လေအဲ့တော့လက်ရှိဂျေးအရာကတော့ပြင်းတဲ့ဂျေးထဲမှာတော့ပါတယ်ဒါပေမဲ့ဘုံမောက်လိုအသင်းကို level 50ပေးပြီး33နဲ့ကန်တဲ့အချက်တွေเนาะအရှိမဒီဆန်ဒါလန်အသင်းကိုတလုံး50ပေါင်းကန်ပြီးဇီဇီနဲ့ကန်တဲ့အချက်တွေ Northern Forest ကို11နဲ့ကန်တဲ့အချက်တွေကြောင့်ဒီဘွဲက Brandford လိုလက်ရှိကောင်းရဖောင်ရအကောင်းဆုံးအနေထားမှာရှိနေတဲ့အသင်းကိုအချိန်မီတေချာကောင်းကြာသွားနိုင်တယ်เนาะ3လုံး80ပေါင်းဖြစ်နေခြင်းဟာလေ Crystal Palace အနေနဲ့အချိန်မီကိုပေးရနိုင်တဲ့အချက်သွားညှိုးနေတယ်အဲ့တော့ဒီနေ့သင်းရအောင်ဆုံးထိတွေ့စုမပြီးခဲ့တဲ့ယာတွေမှာပြီးခဲ့တဲ့ဂျေးရ ဒီ Bellis အိမ်ဝင်းမှာကျွန်တော် level တရားရှုံးပြီးခဲ့တဲ့ရည်မှာပြီးခဲ့တဲ့1 2နဲ့ Bradford ကနိုင်ရတာဖြစ်ပါတယ်เนาะတမိုင်းတစ်ချောင်းမှာ Bradford ကလည်းဒီလေးပွဲပဲတွေ့ဆုံဘူးတယ် Crystal Palace ကိုတစ်ချိန်မဲနိုင်တယ် Palace ကလည်းတစ်ချိန်မဲနိုင်တယ်နှစ်ချိန်ရတော့တည်ကြခဲ့တာဖြစ်ပါတယ် Bradford ကလည်းရှိနောက်ဆုံး၅ပွဲမှာ၄ပွဲကြီးအောင်နဲ့တစ်ပွဲကြီး draw ဖြစ်တာတယ်အဲ့တော့အကောင်းဆုံးပုံစံကတော့ Bradford ပို့ပြီးရောက်နေတယ်လို့ကျွန်တော်ယူဆတယ် Liverpool အသင်းကို3-2နဲ့နိုင်တယ် West Ham ကို0-2 Man City ကို0-1နဲ့တော့ရှုံးတယ်ဒီ Manchester United ကို3-1နဲ့ကန်တယ်ဒါပေမဲ့ Bradford ရဲ့ အားနည်းချက်ကခံစင်ပဲဗျအဝေးဝင်းနည်းနည်းလေးဂိုးပြရတဲ့ပွဲများတယ်ပေါ့လေနော်ဖူဟန်အသင်းကိုကျွန်တော်3-1နဲ့ရှုံးတဲ့ပွဲမှာဖူဟန်က level တရားရှုံးပေးခဲ့တဲ့အတွက်လက်ရှိ level 80ဆိုတာ Crystal Palace အနေနဲ့ဒါ online နဲ့ဂျီမျိုးတော့ဖြစ်တော့ဖြစ်နေတယ်နော် Northern Forest ကိုလည်း sorry ပါ Northern Forest ကိုလည်းဒီရသည်မှာ3-1နဲ့သူတို့ရှုံးထားတယ်နော်ဘုံပေါက်အင်ကွင်းမှာတော့ဒါကာရာဘောမှာ0-2နဲ့ဖြုတ်ခဲ့တယ်ဆိုတော့ဒီပွဲလည်းတော်တော်လေးမှန်းရခက်တဲ့အနေထားပါဒါပေမဲ့ဂျီအရာကကျွန်တော်ကျွန်တော်နေမယ်ဆိုရင်တော့ဒီပွဲကျွန်တော် breadfruit နဲ့ပဲကျွန်တော်အရေးအရေးစွန်ပြီးတော့ရွေးခြင်းနဲ့ဂိုးကလေ၃လုံး80ပေါင်းကျွန်တော်ထင်ဂိုးပေါ်နိုင်တယ်ဗျာဒီလား၃လုံး80ပေါင်းဆိုတာ crystal palace နဲ့ breadfruit ခြေစွမ်းအရာက oliver cluster အနေနဲ့အိမ်ကွင်းမှာ glitch ယူပြီးပိတ်ကံမယ်ဆိုရင်တော့ဒီဘွဲကဂိုးရစရာမရှိဘူးဒါပေမဲ့၃လုံး80ပေါင်းဖြစ်နေတာကြောင့် bravo တလုံးရသွားရင်ဝမ်းဝမ်းကအချိန်မီဖြစ်သွားနိုင်တာကြောင့်ဒီဘွဲကတော့ကျွန်တော်ကိုအပေါ်ပပလေးပဲကြိုက်တယ်နေမယ်ဆိုရင်တော့ bravo ပဲနေရမှာဖြစ်ပါတယ် โอเคပါနောက်တစ်ပွဲကတော့ဖူဟန်နဲ့ဝူဗာဟမ်တန်ပွဲပါဒီမှာဖူဟန်ကတလုံး60ပေါင်းနှလုံး100ရှုံးပေးထားတယ်ဒီမှာတလုံး100ရှုံးအဲတလုံး60ပေါင်းဆိုရဲဂျီဟာအမှန်တိုင်းပြောရင်တော့တော်တော်လေးပျော့တယ်လို့ယူဆတယ်ပြီးခဲ့တဲ့ရာသီ2024မှာဖူဟန်အိမ်ဝင်ပေးခဲ့တဲ့ဂျီဟာတလုံးတည်ရဖြစ်ပါတယ်14နဲ့ဝူဗာဟမ်တန်နဲ့ကအဝေးဝန်းကနေနိုင်ပါတယ်ဒါကြောင့်တလုံးတည်ရပေးခဲ့တဲ့အနေအထားမျိုးမှာလက်ရှိဖူဟန်နေနဲ့တန်းဆင်းဆုံးကတ်နေတဲ့အဆင့်ဆက်ဝင်ရောက်နေတဲ့အနေအထားမှာတလုံး60ပေါင်းအထိပြေးကျွေးထားတယ်ဆိုတော့ နှလုံးမပြတ်တဲ့အနေအထားမျိုးတော့ဖြစ်နေတယ်เนาะဒါကမှနှလုံး80ရှုံးဆိုတဲ့ကိုပေါင်းကြီးအရာလေ overamden ရလက်ကောင်းနိုင်တဲ့အနေအထားလေးညင်နေရတယ်တမိုင်းတစ်လျှောက် full one အင်ခွင့်တမိုင်းတစ်လျှောက်မှာလေ overamden ကအဝေးဝန်းကနေနိုင်တဲ့ပွဲကပုံများတယ်เนาะပေးတဲ့ G အနေအထားအရာကလည်း online G ကတမိုင်းတစ်လျှောက်မှာ၄ဝဲပဲရှိတယ်ဆိုတော့အခြေအနေကတော့တိတ်တော့မကောင်းဘူးဒါပေမဲ့ full one ကန်ခဲ့တဲ့လက်ရှိ ရှုံးပွဲတွေရတယ်အသင်းကြီးတွေများတယ်ရလက်ကောင်းတဲ့အသင်းတွေများတယ်ဗျာနယူကာဆယ်ကိုရှုံးတယ်အာဆင်နယ်ကိုရှုံးတယ်ဘုံမောက်ကိုရှုံးတယ်အစ်တန်ဗီလာကိုရှုံးတယ်တကယ်လက်ရှိ hype နေတဲ့အသင်းတွေကိုရှုံးထားတာဆိုတော့ရှေ့မှာ Brandford လိုအသင်းကိုနိုင်တယ်နော် List ကိုနိုင်တယ်ဆိုတော့လက်ရှိအနေထားအရက Fuan နေနဲ့အင်ကွင်းကနိုင်ကောင်းနိုင်သွားနိုင်တယ်ဆိုတော့ risk ဒီပွဲလေးများတာပဲနော်အဲ့တော့ Wolverhampton ကတော့ဘယ်ပွဲလာလာရှုံးတယ်အင်ကွင်းပြီးတဲ့ပွဲမှာကျွန်တော်တို့ဒါ Chelsea ပေါ်ပြီနော်ဂျာယန်မှာကာရာဘောင်းမှာပြီးခဲ့တယ်အောင်ခဲ့တယ်3-4နဲ့ဒါ Wolverhampton ရှုံးတယ်ရှေ့မှာဘန်လီအသင်း ကျော်ရာ2 3နဲ့เนาะအဝေးခွင့်ကနေဘန်လီနိုင်တယ်ကျွန်တော်အဲဒီတော့ကလည်းဘန်လီနဲ့နေခဲ့တယ်အဲ့တော့ဒီမှာလက်ရှိ Wolverhampton အနေနဲ့ကအဖက်ဖက်ကအားနည်းနေတဲ့အနေအထားမျိုးကို Fulham အနေနဲ့တလုံး60ပေါင်းကတော့နည်းနည်းလေးတော့ပြော့တဲ့ဘက်တရောက်နေပြီအဲ့တော့ Wolverhampton ဒီကဒီအဝေးခွင့်၄ပွဲကန်လာတယ်၂ပွဲကြည့်အောင်နဲ့၂ပွဲကြည့်ရှုံးထားတယ်ရှုံးတဲ့ပွဲတွေကဘုံမောက်အင်ခွင့်မှာလက်ရှိအဆင့်နဲ့ဘုံမောက်ကတလုံး60ပေါင်းပေးခဲ့တယ်1-0နဲ့ ဘုံပေါင်းကြီးတဝက်အောင်ခဲ့တယ်။ဆန္ဒလန်ကိုဆန္ဒလန်အသင်းလက်ရှိလာ level 50ရှုံးမှာ 2C နဲ့ကြီးကြခဲ့တယ်။အောင်တဲ့ကြီးတွေကနီးကွာဆဲအင်ကွန်မှာတလုံး50ရှုံး 1C နဲ့အောင်တယ်။ဒေါ်နော့ဟော့စ်ဘောက်ကိုတလုံးတည်မှာ11နဲ့ကြီးအောင်တယ်။ဆိုတော့လက်ရှိအနေထားအရာကကြီးကိုကြီးရတယ်တလုံး60ပေါင်းဆိုတာအရန်ကြီးမပြင်းတဲ့ကြီးလို့တော့သတ်မှတ်တယ်။သုံးမှတ်ရာကောင်းရနိုင်တယ်နှလုံးမပြတ်နိုင်တာကြောင့်ကျွန်တော်ဒီပွဲလေးတော့ဝူဗာဟမ်တန်ပဲခြိုက်တယ်ဗျเนาะဝူဗာဟမ်တန်ဘော်ဒီနဲ့အရေးစွန်ပြီးနေချင်ပါတယ် နောက်တစ်ပွဲကတော့ Northern Forest နဲ့ Man U ပွဲပါဒီပွဲလေးတော့တော်တော်လေးကြည်ကောင်းမယ်ဗျ Emory နင်းနဲ့နောက်ဆုံး၃ပွဲဆက်နိုင်ပွဲရထားတဲ့အနေအထားမျိုးမှာเนาะကစားသမားရောနီးပြရောတော်တော်လေး hype နေနေမယ်အနေထားမှာရှိတယ်။ယုံကြည်မှုလည်းအားလုံးအခြေဆက်တွေလည်းမိနေတဲ့အနေထားမျိုးမှာ level 80ဆိုတဲ့ပမာဏဟာ Man U ကြီးပြင်းတဲ့ဘက်ကကျွန်တော်စဉ်းစားမှာဖြစ်ပါတယ်။ဒါကမှ3လုံး60ပေါင်းနဲ့ကာထားတယ်ပေါ့လေ။ဒါဆိုတော့လက်ရှိအဆင့်6ရောက်နေတဲ့ United အနေနဲ့ဒါဒါရမတ်က16မှတ်ရနေတဲ့အနေထားမျိုးမှာဒီနေ့9နာနဲ့ เนาะလက်ရှိတခြားအသင်းတွေရလာမှာပါပါရင်စဉ်းစားမယ်ဆိုရင်တော့ဒါအဆင့်နှစ်ထိကိုเนาะယူနိုက်တက်အနေနဲ့ဒါ16မှတ်နဲ့တတ်သွားနိုင်တဲ့အနေအထားမျိုးမှာတောက်လျှောက်တော့ကျုံးပါပဲပေါ့လေเนาะအဲ့တော့ Northern Forest ကတော့လက်ရှိဒါနီးပြအပြောင်းလဲလှုပ်ထားတဲ့အနေအထားမျိုးမှာရှွန်တိုင်းအနေနဲ့ပေါ်တိုလိုအသင်းကိုတော့2-0နဲ့ နော်ဖြုတ်ခဲ့တဲ့အနေအထားမျိုးမှာအင်ကွင်းတော့နည်းနည်းလေးလန့်ရတယ်ဗျာနော် Northern Forest အင်ကွင်းကနည်းနည်းလေးကြောက်စရာကောင်းတယ်ပေါ်တူဂီမှာလက်ရှိနော်ဟိုကျန်းနေတဲ့ပေါ်တူအသင်းကိုတော့နော်2-0နဲ့ clean sheet တဲဖြုတ်ခဲ့တဲ့အနေအထားမျိုးမှာဒါပေမဲ့နောက်ဆုံးပွဲကတော့အဝေးဝင်2-0နဲ့ပုံမောက်ကိုတော့ရှုံးခဲ့တယ်ပေါ့လေအဲ့တော့အင်ကွင်းတော့နည်းနည်းလေးတော့တတိထားပြီးစောင့်ကြည့်သင်သေးတယ်လို့ယူဆတယ်ကျန်းတဲ့ပွဲတွေတော့ကြည့်လို့မရဘူးအရင်နီးပြလက်ထက် possible လက်ထက်မှာအရန်ကြီးနူနိုစ်လက်ထက်မှာအရန်ကြီးဟိုဟိုကြည့်လို့မရတဲ့အနေအထားမျိုးမှာ level 80ဆိုတဲ့ပမာဏရစဉ်းစားမယ်ဆိုတော့အဲတုန်းကဒီ Chelsea အဝေးခွင့်ကနေ Northern Forest အသင်းကို level 50ပဲပေးတယ်။ Z3 နဲ့ Chelsea အောင်းတယ်။ဆိုတော့လက်ရှိเนาะ United အနေနဲ့ level 80ဆိုတဲ့ပမာဏက မန်ချက်စတာယူနိုက်တက်အနေနဲ့မရှုံးဘူးဆိုတဲ့အနေထားလေးတော့ယူဆပါတယ်အဲ့တော့ယူနိုက်တက်ကိုကြည့်ရရင်တော့နောက်ဆုံးပွဲမှာဒီ Brighton အသင်းကို4-2နဲ့9နဲ့ Liverpool အသင်းကို1-2 Sunderland အသင်းကို2-0နဲ့အောင်ခဲ့တာကြောင့်တောက်လျှောက်ဂျေဆွန်အထက်ဖက်ရောက်နေတဲ့အနေထားမျိုးမှာဂျေးအရစဉ်းစားမယ်ဆိုရင်လည်းဒီဟာဒီအဝေးခွင့်ကနေယူနိုက်တက်အနေနဲ့ဒါ4-1အိမ်ခွင့်မှာ level 50ရှုံး1-1နဲ့ပွဲပြီးထားတယ် Brentford အိမ်ခွင့်မှာအဝေးခွင့်ကနေ level 100ရှုံး3-1နဲ့ဆိုတော့တောက်လျှောက်ကတော့လေယူနိုက်တက်ကဂိုးပေးနေရတယ်ဗျာနော်ဒီဟာဒီအဝေးခွင့်5ပွဲမှာဂိုးမပေးရတဲ့ပွဲတော့ဒီဟာဒီယူနိုက်တက်အနေနဲ့ မရှိသေးဘူးဆိုတော့လက်ရှိခံစစ်ကကိုပေးအောင်ပေးရနိုင်တယ်ဒါကြောင့်360ဘောင်းလဲဖွင့်လှစ်ထားတာဖြစ်ပါတယ်အဲ့တော့နေမယ်ဆိုရင်တော့ကျွန်တော်ဒီပွဲလေးကတော့ 2x double chance Manchester United နဲ့ပဲနေချင်ပါတယ်မြန်မာကြီးကတော့ level 80 80ဆိုတာနည်းနည်းလေးပြင်းနေပြာเนาะအခါမသိရင်တီချာသွားနိုင်တာကြောင့်တီချာတာတခုကတော့ဒီဘွဲ United လုံးဝမရှုံးဘူးလို့ယူဆတယ် 2x double chance ဖြစ်ပါတယ် 2x double chance ပါလဲမသိတဲ့လူတွေကတော့ဒီတခြားဒီ Wines ဘတ်တို့တခြားဒီဟိုဂျေးတွေမှာတော့ဖွင့်လေဖွင့်တာရှိတယ်ဗောလေ2ကတော့ away win အသင်းဖြစ်ပါတယ်1ကတော့ in win အသင်းမှာ x ကတော့တီကိုပြောတာပါ 2x double chance ဆိုတာက Manchester United တီသို့မဟုတ်အနိုင်ဆိုရင်အဲအဲ့ဘက်က အဲဆော့တဲ့ brother တွေကနိုင်မှာဖြစ်ပါတယ်เนาะအဲ့တော့ဒါကြောင့်ဒီ J League နဲ့ပဲကျွန်တော် 2H double chance Manchester United နဲ့ပဲနေပါတယ်โอเคပါအဲ့တော့နောက်တစ်ပွဲတော့ဒါ London Derby ဖြစ်ပါတယ် Tottenham Hotspur နဲ့ Chelsea ပွဲပါ Derby ဆိုတာကမှ Chelsea ဝေးဝေးအနေနဲ့လည်းပဲ20လောက်တော့ပေါ်ပါလိပြင်းထားတယ်ဒါကမှ 3လုံး80ပေါင်းနဲ့ပြန်ကားထားခြင်းဖြစ်ပါတယ်။ဒီနေ့သေးရပြီးခဲ့တဲ့ရာသီမှာတော်တော်ဟော့စ်ပါအိမ်ခွင်မှာ Chelsea အဝေးခွင်နဲ့လေပဲ90ပေးတဲ့3ဂိုး4ဂိုးနဲ့အဝေးခွင်ကနေကြီးအောင်ခဲ့တာဖြစ်တဲ့အတွက်အခုပေးတဲ့ကြီးအရာကလည်းတော်တော်ဟော့စ်ပါအနေနဲ့အရင်ကြီးရလာကောင်းစရာမရှိဘူး။ပြီးခဲ့တဲ့ရာသီအဝေးခွင်အိမ်ခွင်နှစ်ကြော်စလုံး Chelsea ကပဲနိုင်ရခဲ့တာဖြစ်ပါတယ်။အဲ့တော့တော်တော်ဟော့စ်ပါအနေနဲ့လက်ရှိအနေအထားမှာ Newcastle အသင်းကိုကာရာဘောပေါင်းရှုံးပြီးထွက်လိုက်ရတယ်။ရှေ့မှာတော့ Everton အသင်းကိုအိမ်ခွင်မှာ Z3 နဲ့ဂျုံလာတယ်။ Champions League မှာတော့အရင်ကြီးရလာတော့မကောင်းတာဘူး။ဆိုတော့ Champions League ဘက်ကိုတော်တော်ဟော့စ်ပါအနေနဲ့အာရုံစိုက်ရမယ့်အနေအထားလေးတော့ရှိပါတယ်။ဒီရာသီအိမ်ခွင်ကန်ခဲ့တဲ့ ပွဲမှာနောက်ဆုံးပွဲ Aston Villa အသင်းကိုလည်းပဲ50ရှုံးမှ1 2နဲ့ရှုံးခဲ့တယ်ဆိုတော့ကလက်ရှိ Chelsea ရဲ့เนาะ တိုက်စစ်အားနေတာကလွဲလို့ကျန်တာတွေအားလုံးကွင်းလေเนาะတောင်းမှအကုန်ကောင်းနေတဲ့နေသားမျိုးမှာဒီဘွဲကတော်တော်စပါအနိုင်ရဖို့တော့တိတ်တော့မဖြစ်နိုင်ဘူးဗျเนาะအဲ့တော့ Chelsea ကတော့လက်ရှိအမှတ်အရန်လုံနေတယ်အဆင့်6ထိဆင်းပေးထားရတယ်ရမှတ်14မှတ်ဆိုတော့ဒီနေ့နိုင်ရင်တော့မှအဆင့်6-5လောက်ပဲရမယ်အနေထားမျိုးဖြစ်တာကြောင့်เนาะအောက်က United တို့ Liverpool တို့လည်းတက်လာအောင်မှာဖြစ်တာကြောင့်ဒီဘွဲက Chelsea ဘက်ကကြည့်ရင်ပိုးအမှတ်လိုတယ်တော်တော်စပါကတော့နိုင်ရင်တော့အကောင်းဆုံးပေါ့လေဆိုတော့တော်တော်စပါရဲ့လက်ရှိအနေထားမှာ Wolverhampton လို့အသင်းကိုယ်တော်အင်္ဂွန်းမှာ1-1နဲ့ကန်တယ်ဆိုတော့အဆင်မပြေနေဘူးဒီက ာသီရှုံးပွဲဘုံမောက်အသင်းကိုဇီးဝါနဲ့ကန်ထားပါတယ်ဆိုတော့တပတ်ချက်စီးဟာအဝေးခွင်ခံစစ်ပောက်တာကလွဲလို့တော့တောက်လျှောက်တော့ဖွင့်စော်တယ်ပေါ့လေနော်အဲ့တော့ Wolverhampton အသင်းကိုနောက်ဆုံးပွဲမှာ3-4နဲ့ကန်တယ်ရှေ့မှာ Northern Forest လို့အင်္ဂါမှာ3-9ပြန်နဲ့နိုင်ပြီးတော့ United ပွဲမှာတော့2-1နဲ့အနီးကပ်ထိပြီးတော့သူတို့ပြန်လဲခံမှန်းနိုင်ခြင်းမရှိတဲ့အနေအထားမျိုးမှာနေမယ်ဆိုရင်တော့ဒီပွဲချက်စီးလေးပါပါလေးတော့ကြိုက်တယ်ဗျာနှစ်သိန်းစလုံးကတော့အကုန်လုံးကျိုးနေတဲ့အနေထားများတယ်ပေါ့လीအဲ့တော့လက်ရှိ ီဒီဒီ Chelsea အနေနဲ့ကတိုက်စစ်ကပက်ထရိုရှိတဲ့အနေအထားမျိုးမှာအချိန်မီကိုးရနိုင်တာကြောင့်ဒီပွဲတော့ Chelsea တည်ရပြင်းတော့မရှုံးနိုင်ဘူးလို့ပဲကျွန်တော်ယူဆတယ်ဗျာနော်အဲ့တော့ဒီပွဲလေးကျွန်တော် two each double chance Chelsea ကြိုက်တယ် Chelsea body လေးနေရင်တော့အရှုံးမရှိဘူးထင်ပါတယ်ဒဲဂျီနဲ့ပေါ့လीနော်โอเคပါအဲ့တော့နောက်ဆုံးပွဲကတော့ Liverpool နဲ့ Aston Villa ပွဲလေးဖြစ်ပါတယ်အဲ့တော့ဒီမှာကစိတ်ဝင်စားစရာကောင်းတာက Liverpool အနေနဲ့ Arnie Slot အနေနဲ့ပြီးခဲ့တဲ့ပွဲရှော့ထားတဲ့အနေအထားမျိုးမှာဒီပွဲရှော့ရင်တော့တော်တော်လေးအဆက်ကွဲမဲ့အနေအထားမှာဒါပေမဲ့ခြေကိုကြည့်ရရင်တော့တလုံး40ပေါင်းဆိုတာဟာ နိုင်ရင်တော့မှကိုးပြတ်မဲ့ဂျီမဟုတ်ဘူးလို့ကျွန်တော်တို့ယူဆတယ်။ဒါဆိုတလုံး40ဘောင်းကိုမှသုံးလုံးတရေဖြစ်နေတာကြောင့် Aston Villa ရလာကောင်းနိုင်တယ်လို့ Aston Villa ကိုးရဖို့အပူပြီးအဲဂျိန်းဒီတော့ရှိတဲ့ကိုးပေါင်းဝင်မျိုးဖြစ်ပါတယ်။ဒီနေ့သင်ပြီးခဲ့တဲ့ရာသီမှာပြီးခဲ့တဲ့လေဘူးအင်ဝင်ကြီးကတလုံး90ရှုံးဖြစ်တဲ့2-0နဲ့လေဘူးကြီးအောင်ခဲ့တဲ့အနေအထားမျိုးမှာအခုပြီးတဲ့တလုံး40ပေါင်းမှာမနစ်ကတည်းကဆိုင်လေဘယ်တရာအရန်ကြီးပြော့သွားတဲ့အနေအထားမျိုးတွေ့ရပါတယ်เนาะဒါကြောင့်လက်ရှိအနေအထားရလေဘူးအသင်းဟာ ထိတဲ့တစုံအရာရောအဲလက်ရှိကာရဖောင်အရာရောကတော်တော်လေးဆိုးရွားနေတယ်ပေါ့လေအဲ့တော့လေဘုံအနေနဲ့ဒီရာဒီတောက်လျှောက်ရာဒီယိုပွဲစဉ်နဲ့လက်ရှိအချိန်အထိတောက်လျှောက်မှာနောက်ဆုံးပြိုင်ပွဲဆုံးဒါကိုးပွဲမှာတပွဲပဲကြီးအောင်ထားတယ်ဖရန့်ဖတ်အိမ်ကွင်းမှာဖြစ်ပါတယ်ဂျန်နာရီကအကုန်ဂိုးလေးပေးရတယ်အိုဗာ2.5လဲတောက်လျှောက်ဖြစ်ထားတဲ့အနေအထားမျိုးမှာ အက်စတန်ဗီလာကိုကြည့်ရင်အက်စတန်ဗီလာဟာလက်ရှိအဝေးဝင်အဲ့လောက်ကြီးဖွင့်ဆော့တဲ့အနေအထားမျိုးမရှိဘူးဗျနောက်ဆုံးပြိုင်ပွဲဆုံး9ပွဲမှာ2ပွဲပဲကိုးပေါ်ထားတာဂျန်နာရီကအန်ဒါရီဖြစ်တာတွေဗျာနော်အဲ့တော့လက်ရှိနောက်ဆုံးဒီအသင်းကြီးဆိုလို့ဒေါ်တော်ဟော့စပါအိမ်ကွင်းမှာစပါဘက်ကလေဗယ်50ပေးတယ်1 2နဲ့နော်ဒေါ်တော်ဟော့ဒီဒေါ်တော်ဟော့စပါအသင်းကိုအက်စတန်ဗီလာနိုင်ခဲ့တာကြောင့်လက်ရှိအနေအထားကတော့ဒါအဝေးဝင်နောက်ဆုံး9ပွဲဆက် ကိုးသွင်းထားတဲ့ Aston Villa အနေနဲ့ဒီပွဲလေးထပ်ပြီးဂိုးရမယ်အနေထားမျိုးတော့ဖြစ်နေတယ်အဲ့တော့ Aston Villa အနေနဲ့ကတခုပြောစရာရှိတာဒီ Go Ahead Eagle လို့ခေါ်တဲ့ Europa League မှာ2-1နဲ့ရှုံးတဲ့အချက်အရ Aston Villa မှာလည်းအဝေးဝင်းပြဿနာဖြစ်နေပါတယ်ဒါကြောင့်ဒီပွဲက body အရကတော့ အဲလီဗာပူးလည်းတကယ်ကျုံးမှာဖြစ်တဲ့အတွက်မကျုံးလို့လည်းမရဘူးလေလက်ရှိဒါဒီရမက15မှတ်လာနော်15မှတ်ဆိုတော့ဒီနေ့ပွဲ9နိုင်အောင်မှ16မှတ်နဲ့နော်ဒီဒီအဆင့်3-4ပဲရောက်အောင်မှာဆိုတော့အာဆင်နယ်နဲ့ကအရင်ကြီးပြက်နေမှာဖြစ်တာကြောင့်အာဆင်နယ်ကလည်းလက်ရှိတလုံးတရာချုံးပန်လီကိုနိုင်အောင်မှာပဲဆိုတော့ဒီပွဲကလီဗာပူးလုံးဝမနိုင်လို့မရဘူးဒါပေမဲ့အက်စတန်ဗီလာဘက်ကကြည့်ရင်လည်းအက်စတန်ဗီလာအဆင့်8အသင်းဟာလက်ရှိ လီဗာပူးနဲ့ရမှတ်တူတဲ့အနေအထားမျိုးမှာအစတန်ဗီလာနိုင်ရင်တော့မှအဲလေဘူကိုကြော်သွားမှာဖြစ်တာကြောင့်အစတန်ဗီလာလဲကျွန်တော်ထင်တော့ကျိုးမယ်လို့ယူဆတာကြောင့်ဒီဝေးလေးတော့2-1လေးဂျာလေးချချင်တယ်ပေါ့လေအဲ့တော့လက်ရှိနေရမှာအနေထားဂျေးရတော့ကျွန်တော်အစတန်ဗီလာဘော်ကြီးကြိုက်ပါတယ်ဂိုးဘော်ပဲကျွန်တော်ကတော့အဲပူနေတဲ့လို့ယူဆပါတယ်เนาะအဲ့တော့နေမယ်ဆိုတော့ကျွန်တော်ဂိုးဘော်လေဘူဂိုးဘော်လေးပူကြိုက်ပါတယ်โอเคပါဒါဆိုတော့ကျွန်တော်ပရီးမီးယားလီးသုံးသက်ချက်ဒီအားလုံးပြီးပါပြီပေါ့လေเนาะအဲ့တော့ပြီးတော့ကျွန်တော် now live မှာဒီ bonus league နဲ့အတူဒါဒါ ဒီလီဂူဝန်ကပေါ်ချွတ်သုံးချက်လေးကိုကျွန်တော်ပြန်ပြန်ပြီးတော့ဆက်ပြီးလွှင့်ပြီးပါမယ် live ကတော့เนาะအဲ့တော့ဒီ live လေးကတော့ကျွန်တော်ဒီမှာပဲရန်နာပြစီညီကိုနေเนาะကျွန်တော်အခု live ပြီးရင်တော့ဒါဆက်ပြီးတော့တောက်လျှောက်လွှင့်ပြီးမှာဖြစ်ပါတယ် okay ပါဆိုတော့ဒီ live လေးကိုလည်းအသေးလေးလက်မလေးတယောက်တစ်ချက်လောက်ကုန်ပြီးတော့နှိပ်ပေးကြပါအောင်ညီကိုနေเนาะဆိုတော့ဒီ live လေးကိုကြည့်ရှုပြီး brother တွေ share ပြီး brother တွေ comment ပြီး brother တွေတယောက်ချင်းတွေတယောက်ကျေးဇူးများကြီးတင်ပါတယ်ဗျမင်္ဂလာရှိသောညလေးဖြစ်ပါစေဗျ good luck